မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဝင်ဝီနေမိတယုံဂျောင်းတိုက်ဆရာတော်ဗရဏမုဏိတာဘိကဝင်တာကိုစစ်တပ်ကတနက်နဲ့ပြစ်တက်ခဲ့တာဖြစ်တယ်လို့ကံ30ဆရာတော်ကြီးကိုယ်တိုင်မိန်ကြားပြီးတဲ့နောက်မှာပဲဖြစ်စဉ်အမှန်ကိုစုံစမ်းမယ်ဆိုပြီးစစ်ကောင်စီကအဆက်ပြေထုတ်ပြန်လာပါတယ် ရခိုင်ပြည်နယ်ကတောင်ကုန်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့အာရကတပ်တော် AA ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များနေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဝင်ဝီနေမီတယုံကြောင်းတိုက်ဆရာတော်ဗဒနာမုနိဒာဘိဝင်တာကိုစစ်တပ်ကတနက်နဲ့ပြစ်တက်ခဲ့တယ်လို့ကံ30ဆရာတော်ကြီးကမိန်ကြားပြီးတဲ့နောက်မှာပဲ။ ဖြစ်စဉ်အမှန်ကိုစုံစမ်းမယ်ဆိုပြီးစစ်ကောင်စီကအရှက်ပြေထုတ်ပြန်လာပါတယ်။ဇွန်လ19ရက်နေ့ကပဲမန္တလေးတိုင်းကမြို့သားမြို့အနီးမှာနိုင်ငံတော်တန်ခတ်မဟာနိုင်ကအဖွဲ့ဆရာတော်တပါးဖြစ်တဲ့ဆရာတော်ဗဒနာမုနိဒာဘိဝင်သားနဲ့ကံ30ဆရာတော်တို့လိုက်ပါလာတဲ့ကားကိုအကျန်းဖက်စစ်တပ်ကသူတို့ကိုမရက်ပေးပဲမောင်းလို့ဆိုပြီးတနတ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ရမှာကားပေါ်မှာပါလာတဲ့ဆရာတော်ဗဒနာမုနိဒာဘိဝင်သားဟာနေရာမှာပဲပြန်လွန်တော်မူသွားခဲ့ရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကကနအူးမှာတော့ PDF တပ်ဖွဲ့တွေကပြစ်တာဆိုပြီးလိန်လဲထုတ်ပြန်ခဲ့ပြီးနောက်မှာပဲဖြစ်စင်မှာကိုရင်ပါဝင်ခဲ့ပြီးဒဏ်ရာရခဲ့တဲ့ကန်30ဆရာတော်ကြီးကဖောကဘောကနေစစ်ဘုံနဲ့စစ်သားတွေကဆရာတော်ရဲ့ကားကိုတနက်တွေနဲ့ဝိုင်းပြီးပြစ်ခတ်မှုကြောင့်ဆရာတော်ဗဒနာမုဏိတာဘိဝင်သားဟာနေရာမှာပဲပြန်လွန်တော်မူသွားခဲ့ရပြီးပြစ်ခတ်လိုက်တဲ့စစ်သားတွေကိုတိုင်ဝန်ခံခဲ့တဲ့အကြောင်းကိုပါကန်30ဆရာတော်ကြီးကဖြစ်ရမှန်အတိုင်းမိန်ကြားခဲ့ပါတယ်အဲ့ဒီလိုကန်30ဆရာတော်ကြီးကိုတိုင်ဖြစ်ရမှန်ကိုမိန်ကြားပြီးတဲ့နောက်မှာပဲ စစ်ကောင်စီကသူတို့ကိုယ်တိုင် PDF ကပြစ်တယ်ဆိုပြီးလိန်လေထုတ်ပြန်ခဲ့ပြီးမှအခုအခါမှာတော့ဖြစ်ရမှန်ကိုစုံစမ်းမယ်ဆိုပြီးစစ်ကောင်စီကအဆက်ပြေပြန်ပြီးတော့ထပ်မံထုတ်ပြန်လာတာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာလည်းရှမ်းပြည်နယ်ပင်လောင်းမြို့နယ်မှာရှိတဲ့လွယ်ကျိုင်းကျေးရွာဖုံးတော်ကြီးကျောင်းကိုအကြံဖက်စစ်တပ်ကလက်နက်ကြီးတွေ drone တွေနဲ့ပစ်ခတ်ဘုံကျဲတိုက်ခိုက်မှုကြောင့်เจ้านายဆရာတော်ဥနေမိန်တပ်ပြန်လုံတော်မူသွားပြန်ပြီလို့ပအုပ်အမျိုးသားလွတ်မြောက်ရေးတက်မတော် PNL ကပြောထားပါတယ် ဇွန်လ19ရက်နေ့ကပဲအချမ်းဖက်စစ်တပ်နဲ့စစ်တလောက်ခံပြန်လို့ပြည်သူစစ်တပ်ဖွဲ့တွေကပင်လောင်းမြို့နယ်မှာရှိတဲ့လွယ်ကျိုင်းကျေးရွာဖုံတော်ကြီးအကြောင်းကိုလက်နက်ကြီးတွေ drone တွေနဲ့ပစ်ခတ်ဗုံးကျဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ဖုံတော်ကြီးအကြောင်းထဲမှာရှိနေတဲ့ကျောင်းနိုင်ဆရာတော်ဦးနေမိန်တပ်ဟာစစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးပြန်တော်တော်မူသွားခဲ့တဲ့အပြင်ဒေသခံပြည်သူ၅ဦးလည်းဒဏ်ရာတွေရထားတယ်လို့ပအုပ်မြို့သားလွတ်မြောက်ရေးတပ်မတော် PNL ကပြောထားပါသေးတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့ တောင်ကုန်းမြို့နယ်မှာအကြက်ဖက်စစ်ကောင်စီတပ်နဲ့အရခတတော်အေအေကြမနစ်ကတဲ့ကတိုက်ပွဲတွေဖြစ်ပွားနေရမှာဒီကနေ့ဇွန်လ22ရက်နေ့မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များနေတယ်လို့တောင်ကုန်းမြို့နယ်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်တိုက်ပွဲတွေဟာတောင်ကုန်းမြို့နယ်နေပူတောင်အနီးတစ်ဝိုက်မှာတော်တော်ကိုပြင်းထန်နေပြီးပြည်ဘက်ကနေဆင်းလာတဲ့အင်အား150ဝန်းကျင်ပါအကြက်ဖက်စစ်ကောင်စီတပ်ကိုပါအရခတတော်အေအေကကြပြတ်တိုက်ခိုက်နေပြီဆိုပါတယ်လက်ရှိမှာ အာခတတော် AA ကတောင်ကုန်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီတရင်တပ်စခန်းတွေကိုဝင်းရံပိတ်ဆို့ထားပြီးအဲ့ဒီစစ်ကောင်စီတရင်တွေအတွက်စစ်ကူလာမဲ့စစ်ကြောင်းတွေကိုပါအာခတတော် AA ကကြပြတ်တိုက်ခိုက်ချေမှုန့်နေတယ်လို့သိရပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များနေတဲ့အပြင်နေပူတောင်းအနိကတိုက်ပွဲတွေမှာဆိုရင်စစ်ကောင်စီဘက်ကအရာရှိတချို့ပါသေနေကြပြီးစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေတယ်လို့ ။လေရင်နဲ့ဘုံကျဲဓာတ်တွေလက်နက်ကြီးနဲ့ပစ်ခတ်ဓာတ်တွေလည်းတောက်လျှောက်လုံနေတယ်လို့တောင်ကုန်းမြို့နယ်စစ်ရေးတရင်ကြီးမြစ်ကပြောထားပါတယ်။တစ်ဖက်မှာလည်းတောင်ကုန်းမြို့ဒဲမှာပိတ်မိနေတဲ့အရသာပြည်သူတွေကိုစစ်ကောင်စီတပ်ကမြို့ဒဲကနေထွက်ခွာခွင့်မပေးဘဲပိတ်ထားတယ်လို့လည်းသိရပြီ။လက်ရှိရခိုင်ပြည်နယ်ကတောင်ကုတ်သံတွဲအမ်းကြောက်ဖြူမောင်တော်ဒေသတွေမှာအကြပ်ဖက်စစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေကြတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျ။အခုတခါမကွေးတိုင်းဘက်မှာတော့စိတ်ဖြူမြို့နယ်မှာ အကြပ်ဖက်စစ်ကောင်စီတက်ရင်တန်းနဲ့ကင်းလက်စစ်ကြောင်းကိုတော်လန်ရေးတက်တွေကကြပြတ်တက်ခဲ့ရမှာစစ်ကောင်စီဘက်က10ဦးဝင်းကျင်ကတော့အသီးသီးသေုံကြပြီး PDF ရဲဘော်တဦးလည်းမြင့်မြတ်စွာအသက်ပေးလူတော့ရတယ်လို့စိတ်ဖြူမြောက်ပိုင်းပကပ NSP ရဲ့တာဝန်ခံကိုသူရင်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဇွန်လ16ရက်နေ့ကပဲစိတ်ဖြူမြို့နယ်ကနေထွက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတက်ရင်တန်းနဲ့ကင်းလက်စစ်ကြောင်းကိုတော်လန်ရေးတက်တွေကကြပြတ်တက်ခဲ့ရမှာအပြန်လန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း အကြံဖက်စစ်ကောင်းစီတက်သားခေါဏဦးဝင့်ကျင်ကပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေကိုစေးယုံဘက်တည်သွားတဲ့အချိန်မှာလေအဲ့ဒီဒဏ်ရာရတဲ့စစ်သားတွေတက်ကနောက်ထပ်၃ဦးထပ်တည်သွားတဲ့အကြောင်းကိုပါသိထားရပြီတိုက်ပွဲတွင်ပြည်ရဲ့ရဲဘော်တဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့စိတ်ပြူမြောက်ပိုင်းပကပ NSP ရဲ့တာဝန်ခံကိုသူရိန်ကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာလေ ချောင်းဦးမြို့နယ်မှာမန္တလေးကနေမုံရွာဘက်ကိုစစ်လက်နက်ရိတ်ခါတွေထည့်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွဲကားတွေကိုတော်လှန်ရေးတပ်တွေကအနိကကြားပြတ်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၄ဦးသေသွားပြန်ပြီလို့ Area 71 PDF မုံရွာအဖွဲ့ကပြောပါတယ်။ဇွန်လ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးကနေမုံရွာဘက်ကိုစစ်လက်နက်ရိတ်ခါတွေထည့်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တွဲကားတွေကိုခင်မုံရွာအနိမတော်လှန်ရေးတပ်ပေါင်းစုတွေကနှစ်ဖက်ညှက်ပြီးတော့ကိုအနိကကြားပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းတွဲကားတစည်းရဲ့ကောင်းငန်းဒဲကိုပါလက်ပစ်ဘုံပစ်သွင်းနိုင်ခဲ့ပြီလက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်ရမှာတော့စစ်ကောင်စီတပ်သား၄ဦးဟာအသီးသီးသေကုန်ကြတဲ့အပြင်တွဲကား၃စီးလည်းပျက်စီးသွားတယ်လို့ Area 71 PDF မုံရအဖွဲ့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့တီမောနိုင်ငံအနေနဲ့မြန်မာညီညီအစိုးရကိုကူညီမှဖြစ်ပြီး UNG ရဲ့တနမန်ရေကိုပါကဘာအနှံ့ဖြန့်ကျက်မှုပုံမှုအကောက်အောင်ဆောင်ရွက်ပေးမှဖြစ်တယ်လို့တီမောသမရ ဂျော့စ်ရာမော့စ်ကဂတိပြုပြောဆိုလိုက်ပါတယ်။ဇွန်လ16ရက်နေ့ကပဲတီမော်လက်စတစ်ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့မြို့တော်မှာမြို့သားညီညွတ်အစိုးရ UNG ရဲ့ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးပမောက္ခဒေါက်တာဇော်ဝေဆုအယူဂျီနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်တို့ကိုလက်ခံတွေ့ဆုံတဲ့အချိန်တီမော်သမ္မတကဂတိပြုပြောကြားလိုက်တာပါတီမော်နိုင်ငံအနေနဲ့အမျိုးသားညီညွတ်အစိုးရကိုကူညီဖို့တန်ဓေဌံချထားပြီးဖြစ်လို့အယူဂျီရဲ့တရမန်ရေးရာကိုပါ ကဘာအနှံ့ဖြန့်ကျက်မှုပုံမအကောက်အောင်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့တီမောသမရကိုတိုင်ဂတိပြုပြောကြားခဲ့တဲ့အကြောင်းကိုအန်ယူဂျီအစိုးရကတရားဝင်ထုတ်ပြန်ထားပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအပအဝင်နှစ်နိုင်ငံအကြပူးပေါင်းဆောင်ရွက်ဖို့အတွက်ကိစ္စရပ်တွေနဲ့ဆက်လင်းပြီးတော့လဲရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရုံခိတ္တကနေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ